အားလုံးပဲမင်္ဂလာပါဗျာအခုတော့ကျွန်တော်တင်းလာသားမိတွေအတွက်ဘဝတက်ဆာတည်တဲ့နဲ့ဟာလေးတစ်ချက်ပြောပေးချင်တာဖြစ်တယ်အဲ့တော့ဗီဒီယိုရှည်လို့စိတ်မရှည်ဘူးရစ်တယ်ထင်တယ်လူတို့ရှင်းမဲ့ကြည့်ကျင်တဲ့လူမျိုးတွေကတော့ဒီဗီဒီယိုဆက်မကြည့်ပါနဲ့ကြာပြီးဖြစ်နေမှာမဟုတ်လို့ပါအဲ့တော့တင်းလာသားမိတွေပေါ့တင်းလာသားမိတွေအနေနဲ့ကကျွန်တော်တို့အထက်ဆောင်ပန်းချိုသုံးလုံးရှိတယ်အဲ့ဒီအထက်ဆောင်ပန်းချိုသုံးလုံးကကိုယ့်ဘဝမှာအဓိကကြားတဲ့သူတွေမှာပါတယ် ဲ့တော့ဘဲဂျိုတွေလဲဆိုတော့တောက်ကြရဲစနေရဲအင်္ဂါကိုတော့ဆောင်းပန်းဂျိုဖြစ်တယ်နော်ဒါကြောင့်ပဲဒီသုံးလုံးကိုကျွန်တော်တို့ကဘဝမှာကောင်းကောင်းအသုံးချဖို့လိုတယ်အဲ့ဒီနေရာမှာကျွန်တော်ဘဲဂျိုကအထိကကြတယ်ပေါ့နော်တဲလာသားမိတွေလဲတောက်ကြဂျိုကအထိကကြတယ်ဒါကြောင့်တောက်ကြဂျိုကိုကျွန်တော်တို့ကအဆောင်အနေနဲ့တောက်ကြဂျိုကိုကျွန်တော်တို့ကဟိုကို့ဘဝမှာဘလို့လက်တွဲပြီးတော့အားကိုရာဖြစ်သုံးမလဲပေါ့အဲ့တော့တောက်ကြဂျိုကတဲလာသားမိတွေအတွက်ကအကောင်းဆုံးဂျိုဖြစ်တယ် တောက်ကြကြွာလုံကြုံတာကာကွယ်တာရင်းနှီးမြှုပ်နှံတာဒါကိုပြောတာအဲ့တော့တင်းလာသားမီဒီယာဘဝမှာရလာတဲ့ငွေကိုဘယ်လိုရင်းနှီးမြှုပ်နှံရမလဲဆိုတော့ပညာကိုအဓိကလေ့လာဖို့လိုတယ်အဲ့တကယ်ကိုကျွန်တော်ကဘာမှနာမည်ကြီးတယ်ဝါရင်ဘတ်ဖက်တို့လိုငငယ်လေးတွေကတို့ရင်းနှီးမြှုပ်နှံမှုတွေဘယ်လိုလုပ်ခဲ့တယ်ပတ်စံလေးတွေရလာရင်ဘယ်လိုရင်းတယ်ဒေါ်လာဘယ်လောက်ရလာရင်ငါဘယ်နေရာမှာသွားရင်းမယ်ဘယ်နေရာမှာသွားမြှုပ်နှံမယ် နော်။ဒါငွေကိုဘယ်လိုပွားအောင်လုပ်ရမလဲ။ဒါမှမဟုတ်လေဒီဟိုကို့အတွက်ရင်းနှီးမြှုပ်နှံမှုဟာအရွယ်တစ်ခုရောက်အောင်ရောက်လို့ပါဗျာ။ငယ်တော့ကတော့ဘာမှရင်းနှီးမြှုပ်နှံနှံတတ်မှာမဟုတ်ဘူး။ပတ်စံလေးပဲဆုတ်တတ်မယ်။အဲပတ်စံလေးဆုတ်လို့များလာရင်ဒါရွှေလေးလုံးမယ်။ဒါကတော့ငယ်တုန်းအချိန်လောက်ကဒီလောက်ပဲလုပ်တတ်မှာ။ခလေးဆိုတော့စီးပွားရေးလည်းလုပ်ဖို့မလွယ်ဘူး။ဟုတ်တယ်လားသားမီးတွေကအရွယ်တစ်ခုရောက်လာတယ်ကိုကျွမ်းကျင်တဲ့နယ်ပယ်ကိုယူနီမြုံနံမှုအပြည့်ဝလုပ်ဖို့လိုတယ်။ဒါမှမဟုတ်ကျွန်တော်ကအိမ်အเจ้าနားလေတယ်ဆိုရင်အိမ်နေခြံနေမြေတွေတိုက်ခန်းနေလုံမယ်ပေါ့ ကျွန်တော်ဆက်ပြီးစီစောင်းနားလဲတယ်ဆိုရင်ဒါဆက်တွေကားတွေအင်ဂျင်တွေရန်ရာပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့အမြတ်ရနိုင်တဲ့ကိစ္စတွေကိုလုပ်မယ်ပေါ့ကျွန်တော်ကတော့မဟုတ်ဘူးဆက်ပြိုးရေးကြောင်းနားလဲတယ်ဒါဆိုတော့ကျွန်တော်စပားတွေပဲတွေလောက်မယ်ပေါ့ဗျာဟုတ်ဘူးကျွန်တော်ကတစ်တွေကြောင်းနားလဲတယ်ဒါဆိုတစ်တွေဝယ်ပြီးကျွန်တော်ဖာနီချာတွေလုပ်မယ်ပရီဘောကားတွေလုပ်ပြီးဈေးတစ်ခုရအောင်ပြန်ရောင်းမယ်ပေါ့အဲ့တော့ဟမဟုတ်ကျွန်တော်ကတော့အလှပကြီးကကျွမ်းတယ်ဒါဆိုအလှပနဲ့ပတ်သက်ပြီးဘလို့ကျွန်တော်ရင်းနှီးမြှုပ်နှံမယ်ဒီကော့စပတ်တစ်ပစ္စည်းတွေကိုဝယ်ထားမလားလောက်ထားမလားဘလို့ပြန်ရောင်းမလဲဘယ်နေရာကနေဒိုင်ဈေးနဲ့ရအောင်လဲစသဖြင့်ရင်းနှီးမြှုပ်နှံမှုအပိုင်းတွေမှာကျွန်တော်တို့က အဓိကကြတယ်လို့ပြောတာတော့အဓိကကြတယ်အဲ့တော့တင်းလာသားမိတယောက်ဖြစ်တယ်ခင်ဗျာ၃နေဖြုံးနေတယ်ဒီနေ့ရတယ်ဒီနေ့လောက်ကရတယ်ဒီနေ့လောက်ကခင်ဗျာ၃000ရတယ်ထားပါတော့နော်ဒီမဲ့ဝယ်စားလိုက်တယ်တပေါင်းကုန်တယ်နော်ရက်ဝယ်တောက်လိုက်တယ်တပေါင်းကုန်တယ်အဲကျအဝတ်စားဝယ်ပြီးပိုးပန်းကြီးနဲ့ဖုံးပေထည့်လိုက်တယ်အဲ့လိုဖြစ်နေတဲ့လူမျိုးဆိုတသက်လုံးမကြည့်ပါဘူးတင်းလာသားမိရဲ့တင်းလာသားမိကငွေကိုစုကိုစုရပါတယ်နော်ငွေစုတဲ့အကျင့်အငယ်တွေကလောက်ပါတော့တင်းလာသားမိရဲ့စိုးမိုးကြွာဘန်လို့တာမျက်စိတည်းမြင်လိုက်ဘန်သွားပါလို့လည်းငွေစုမယ် နော်အရင်နေ့လောက်ဖို့တော့ပတ်စံချီးမယ်ဘန်းနဲ့ဘန်းလှုပ်ဆောင်ချက်တွေအတိုင်းကျွန်တော်တို့ကတဲလာသားမိတွေကလှုပ်ပါဒါဆိုဘောကမှအောင်မြင်မယ်အဲ့တော့ဘန်းကဘလို့ဒီအလုပ်လုပ်နေလဲငွေတို့ဘလို့ပွားအောင်လုပ်တယ်နော်သူများလာအထားငွေကိုဘလို့တို့အရင်နေ့လောက်ပြီဘလို့ကိုပြန်ထုတ်ချေးလဲစသဖြင့်အဲ့ဒီပုံစံအတိုင်းဘန်းလှုပ်တဲ့ပုံစံအတိုင်းတဲလာသားမိတွေကဘောကမှလှုပ်မယ်ဆိုရင်ကောင်းတယ်လို့ပြောတာနော်နေထိုင်တဲ့နေရာမှာဆိုလဲချစ်ချစ်လေးလေးနဲ့ကြောကြောဝါမရှိဘဲနဲ့နော်ဟိုချွတ်ချွတ်ချန်ချန်ပုံစံလေးနေတာက ဘဝလမ်းတစ်လျှောက်မှာပိုကောင်းစေတယ်ဒီအချက်လေးတွေကိုကျွန်တော်မမေ့စေချင်ဘူးအဲ့တော့တင်းလာသားမီးတွေရဲ့စီးပွားရေးအင်္ဂါကြိုးပိုင်တာဗျအညွန့်ကြိုးနော်အညွန့်စီးပွားဆိုတော့ဖြစ်နေတဲ့ဟိုအင်္ဂါကြိုးပိုင်တာဒါကြောင့်အင်္ဂါနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဘယ်ဟာကိုကျွန်တော်တို့ကအဓိကထားကြည့်အင်္ဂါဆိုတာစွန့်သားတာဗျစွန့်သားတာစွန့်သားသားလှုပ်တာအင်္ဂါဆိုတာစွန့်စွန့်သားသားနဲ့ထက်ထက်မြက်မြက်လှုပ်ကြတဲ့အပိုင်းကအင်္ဂါပိုင်တာ ဒါကြောင့်ပဲကျွန်တော်တို့ကတဲလာသားမိတွေကအရန်ကြီးပုံဟောင်းအလုပ်တွေအရန်ကြီးဘယ်လိုပြောမလဲဆိုတော့ခက်မမိတဲ့အလုပ်တွေဝန်ထမ်းလိုလိုလက္ခဏာလိုလိုသူများခိုင်းဘက်လိုလိုအဲ့လိုလုံနေတာမျိုးတွေကိုကျွန်တော်တို့ကတော့အားမပေးဘူးနော်ကိုယ့်ကကိုယ်ဝါနာပါလို့ဝန်ထမ်းဝယ်လောက်တာတို့ဘာတို့ကိုတော့ကျွန်တော်တို့မပြောဘူးအဲတကယ်စီးပွားရေးတစ်ခုအနေနဲ့လှုပ်တော့မယ်ဆိုရင်တော့တဲလာသားမိတွေကစွန့်စားရမယ်သူများတပ်ပို့ပြီးထွန်းဖောက်ပြီးလုံနိုင်ဖို့လိုတယ်တဲလာသားမိတွေကဖင်ပေါ့ဖို့လိုတယ် တင်ရတင်းလာသားမီဒီယာဖြစ်နေလေးနေတယ်တခုခုခိုင်းရင်မကြွတော့ဘူးမထတော့ဘူးမပြီးတော့ဘူးဆိုရင်အတင်းလာသားမီဒီယာကြီးပွားဖို့မလွယ်ဘူးအော်တင်းလာကအင်္ဂါပိုင်တာဖြစ်တဲ့အတွက်ကြီးပွားဖို့လိုတယ်တိုးတက်ဖို့လိုတယ်စွန့်စားဖို့လိုတယ်ကြီးပွားစင်စစ်ရှိဖို့လိုတယ်လှုပ်ရှားရှိရာတွေကိုကျွန်တော်တို့ကအားပါတရလှုပ်ထားဖို့လိုတယ်အဲ့လိုလှုပ်ထားနိုင်မှလည်းကျွန်တော်တို့ကအဆင်ပြေမယ်လို့ပြောတာအဲ့တော့စွန့်အောင်စားစားလှုပ်ရတဲ့အပိုင်းတွေကတင်းလာသားမီဒီယာတွေကောင်းကောင်းတယ်လို့အဲ့တော့အင်္ဂါကြိုးကစွန့်စားတာအပြင်ကျွန်တော်တို့နောက်ဘာရှိသေးလဲပေါ့နော်အင်္ဂါကြိုးဆိုတာဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ဟာတွေကအင်္ဂါပိုင်ပါတယ် နော်စောက်လုံရင်းနဲ့ပတ်သက်တဲ့ဟာတွေနော်အဆောက်အဦတွေစောက်တယ်ဘာညာဒါတွေဟိုတိုင်းထွာရတဲ့ဟာတွေကပိုင်ပါတယ်နောက်ပြီး fashion designer လိုမျိုးကိစ္စတွေကအင်္ဂါပိုင်ပါတယ်အဲ့တော့အင်္ဂါဆိုတော့ကျွန်တော်တို့ကတိကျစွာတိုင်းတိုင်းထွာပြီးလုပ်ကံရတဲ့အလုပ်တွေစရွေးကြကြလုပ်ရတဲ့အလုပ်မျိုးတွေလို့ပြောတာလက်သမားဆရာတွေလိုလို engineer တွေလိုနော်အဲ့တော့ designer တွေလိုပေသေးရှာတိုင်းပြီးတော့ပခုံးဘလောက်ဟိရင်ဘက်ကဘလောက်ဟိနော်ခါကဘလောက်ဟိနော်လက်ရှိကဘလောက်ဟိဒါကိုတိုင်းပြီးတော့အတိအကျလုပ်ရတယ်လို့တိတိကျကျတေးသေးကြကြတိုင်းထွာလုပ်ရတဲ့အလုပ်တွေမှာ တဲလာသားမိတွေကစီဝါရေးရှာမယ်လို့ပြောတာဒါဆိုအဲ့ဒီနယ်ဘယ်တွေကတော့အများကြီးပေါ့ဆရာဝန်ဆိုခွဲစိတ်ဆရာဝန်ဆရာဝန်လုံးမယ်ဆိုရင်ဘယ်အပိုင်းအားကောင်းဆုံးလဲတဲလာသားခွဲစိတ်ဆရာဘာအတိအကျလေနော်ဒီနေရာမှာခွဲရင်ဒီနေရာမှာခွဲရမှာနော်ဘိုက်နာနေတာကိုရင်ဘတ်မှာသွားခွဲလို့မရအောင်နော်လေမဲကြီးယောဂါဖြစ်နေတာကို6မှာသွားခွဲလို့မရအောင်သူဖြစ်တဲ့နေရာမှာသူခွဲရမှာအဲ့အတိအကျအဲ့တော့မှဘယ်နေရာမှာဘယ်အကျိုးလေးလုံးအောင်တိအကျကြလို့ကအဲ့တော့ဆရာဝန်လုံးမယ်ဆိုရင်ကျွန်တော်တို့ကအင်းငါအားကောင်းတဲ့အတွက်တဲလာသားမိကခွဲစိတ်ဆရာဝန်လုံးကလေ အင်ဂျင်နီယာလုံးမှာဆိုရင်လည်းတကယ်တိုင်းထွာရတဲ့အပိုင်းပေါ့နော်အဲတော့မက်မကနီကယ်တို့စီဗယ်တို့လောက်ရမှာပေါ့နော်အဲ့လိုပဲအလှပကြီးရအောင်ဆိုဘယ်လိုဟာမျိုးတွေလဲစပင်တို့လို့ဒါအတိအကျပဲနော်ဘယ်ဘယ်ဒီဇိုင်းညှက်မယ်ဆိုရင်ဒီဒီညာဘယ်ညာလောက်တူရမလဲဘယ်လောက်ရှည်ရမလဲနော်အရှည်ကစမိတ်ချမယ်ဆိုလဲဘလို့အဲ့လိုတိတိကျကျဖြစ်တဲ့အလုပ်တွေကအကောင်းဆုံးလို့ပြောတာဒါဆိုကိုအလုပ်အသက်မွေးမှုအတွက်ဆိုရင်စဉ်းစားတတ်ဖို့အတွက်အတွေးခေါ်ရမှာပေါ့ ID လုပ်ငန်းဆိုလဲတကယ်ကိုကျွန်တော်တို့ကဈေးကွက်ထိုးဖောက်ရတဲ့ကိစ္စတွေ အဲသူများတွေကိုပို့ပြီးပို့ပြီးတော့ဘလို့ထိုးဖောက်ပြီးလောက်ကမဲ့ကိစ္စတွေ ID မှာဆိုလဲဟက်ကာလိုမျိုးတွေနော်အဲတော့ networking နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအဲကိုယ့်ရဲ့စာပေါ်မထိုးဖောက်နိုင်အောင် လုံခြုံရေး security ဘိုင်းနဲ့ပတ်သက်တဲ့ဟို ID နီးပညာတွေဒါတွေနဲ့ပတ်သက်ဆက်နွယ်ပိုကောင်းတယ်ပေါ့ဒါကတော့အများကြီး level တီးတီးမှာအင်္ဂါဂျုံနဲ့ပတ်သက်တာတွေကိုလှည့်စင်စားပြီးကျွန်တော်တို့ကအတက်မွေးလို့ရတာတွေရှိတယ်ဒါရီယာတဲလာသားမိတွေတဲ့အကောင်ဆုံးဖြစ်တယ်အဲတဲလာသားမိတွေကနောက်ထပ်အတက်မွေးမှုမဟုတ်ဘဲနဲ့အချစ်ရေးအိမ်အောင်ရေးတွေကြတော့စနေဂျိုးပိုင်းတယ် စနေတို့ပိုင်းအတင်းလာသားမိတွေ6ခုမြောက်စနေကိုအဲ့တော့တင်းလာသားမိတွေကဝေးလံခေါင်ဖျားတဲ့လူတွေနဲ့ဖူးစာစုံလေးရှိကြတယ်တဲ့ဝေးလံခေါင်ဖျားတဲ့လူတွေနော်ဝေးလံခေါင်ဖျားတဲ့လူဆိုတော့ကိုကလက်ရှိရန်ကုန်မှာနေတယ်ဆိုရင်ကျွန်တော်တို့မန်းလေးသားတို့တောင်ကြီးသားတို့လူလူတွေနဲ့သွားကြိုက်တာမျိုးတွေနော်ဒါမှမဟုတ်လည်းကိုရန်ကုန်မှာနေတယ်ကိုသွားရင်လာရင်နေဆက်သွားရင်အမှတွေ့တဲ့တိုင်းသူတယောက်ယောက်နဲ့ဖူးစာစုံသွားတာတွေ အချို့ကြတော့လို့မဟုတ်နိုင်ငံသားသွားတယ်နိုင်ငံသားသွားရင်လည်းကိုယ်နဲ့ဘာသာလည်းမတူလူမျိုးနဲ့မတူတဲ့ foreigner တွေနဲ့အိမ်အောင်ကြသွားတာမျိုးတွေအဲဒီလိုမျိုးတွေတွေ့ရတဲ့လူမျိုးဖြစ်တယ်လို့တဲလာသားမိတွေရဲ့အိမ်အောင်ဘက်ကလည်းအသက်အရွယ်မတိမယုံမဟုတ်ဘဲနဲ့ကြီးလွန်တာငယ်လွန်တာအဲ့လိုတွေဖြစ်တတ်တယ်ဒါတော့တဲလာဒါ20ဖြစ်တယ်ဆိုရင်ကို30 35အနေနဲ့သွားတွေ့ရင်တွေ့တာအဲအဲ့လိုဟာမျိုးတွေအသက်အရွယ်တော့တိတ်မကွာဘူးဆိုရင်လည်းအဲ့လိုပေါ့ဒလေးစရိုက်အယူအဆအတူရခေါ်အဲ့လိုလူမျိုးတွေနဲ့အိမ်အောင်ကြတဲ့ အာမဟုတ်ဘူးကျွန်တော်တင်းလာတာဗျာခင်ဗျားအဲ့ချင်းကောင်းရင်တလန်းနဲ့ညူနေအိမ်တော်ကြတာတေးကြတယ်အဲ့ဒါဆိုခင်ဗျားမေးကြည့်တော်များများမတူဘူးတော်များများဇီယိုက်ဒလိအယူအဆစိတ်ကူကွဲပြားတဲ့လူမျိုးတွေနဲ့တင်းလာသားမိတွေကအိမ်တော်ကြလေရှိတယ်အဲ့တော့တင်းလာသားမိကအိမ်တော်ကြတဲ့ခါကျရင်ကိုယ်အိမ်တော်ဘက်ကိုတော်တော်ညှိယူရတယ်နော်ကိုကကောင်းကောင်းစားကျင်တယ်ချက်တာပြုတ်တာကိုကိုယ်နဲ့လည်းချက်တယ်လေကောင်းတယ်ကိုရတယ်မိမကကောင်းကောင်းမချက်တယ်ဟာဘယ်အချိန်မှစီထည့်ရမလဲဘယ်အချိန်မှမဆလာထည့်ရမလဲဘယ်အချိန်မှဟင်းကိုနူရာနှက်ထားရမလဲမသိဘူး အဲ့လိုတွေပေါ့နော်ကိုယ်နဲ့တလွဲဖြစ်တာတွေတဲလာသားမိတွေအမြဲဖြစ်တတ်တယ်အဲ့တော့အိမ်တော်ရင်းမှာသူများနဲ့မတူနေနဲ့ကမောက်ကမဖြစ်တယ်ကိုအိမ်တော်ဘက်ကကိုနဲ့မတူတာအတက်ရွေးမတူတာ အကြိုက်မတူတာအယူအဆဒလိမတူတာဘာသာမတူတာစသဖြင့်အဲ့လိုမတူတာများတဲ့သူမျိုးတွေနဲ့အိမ်တော်ကြတတ်တယ်အဲ့တော့မတူတာတွေကိုတူအောင်ညှိရမှာကိုအလုံးနော်အိမ်တော်ကြပြီးသွားပြီဒီလိုမျိုးတွေကိုကျွန်တော်နားလဲဖို့လိုပါတယ်ဒါတဲလာသားမိတွေအချမ်းမြင်ပြောပြတာဖြစ်တယ်အဲ့တော့ရှောင်ရမယ့်ဟာတွေဘာအယောင်တွေဘေးရတနာတွေအများကြီးကြံတယ် ထိုင်ပြောမယ်ဆိုအများကြီးပဲကျွန်တော်တို့မပြောနိုင်ဘူးဘလို့မှလည်းကြည်မှာမဟုတ်လားအများကြီးရှောက်ပြောလဲနော်နောက်ဆုံးတော့ပေါ့မယ်ထင်ပါတယ်လင်းလာသားမိတွေအားလုံးဘဝမှာကံကောင်းကြပါစေအဆင်ပြေပါစေကိုလှုပ်တာတွေနဲ့ကိုကံနဲ့ကြိုက်အောင်လုပ်နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ